နမယ်ကြီးရုပ်ရှင်ဇာကားကြီးထိုင်းရောက်ရွှေမြမာတွေကြည့်ရှုမဲ့သူတယောက်မှ မရှိပါဘူးလို့ယောသန်အားကြီးနဲ့ပြောတာနော်တယောက်မှမရှိပါဘူးလို့ကျွန်တော်ပြောတာမဟုတ်ဘူးနော်ကျွန်တော်ပြောတာမဟုတ်ဘူးနော်ဒါငွေပြောထားတဲ့လူရဲ့ရုပ်သက်ဖိုင်တယောက်မှမရှိပါဘူးလို့အားလုံးမင်္ဂလာပါနှလုံးစိတ်ပိုင်းအေးချမ်းပါစေအဲကျွန်တော်ခီးထွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ရိုက်ကူးနည်းနည်းပြက်ကွက်တာပေါ့နော် ီတော့လည်းလေးလေးစားစားတောင်းပန်ပါလေဥစားဗရမကျွန်တော်တို့အဲဖုန်းနဲ့လောက်ထားတဲ့ reaction ဖြစ်တဲ့အတွက်အတန်နဲ့ရုပ်နဲ့အစီအမပြေနားလည်ပြီးခုလေးလေးစားစားတောင်းပန်ပါလေအဲကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပြားနဲ့မြန်မာနိုင်ငံဒေသတီးတီးပြည်တွင်းပြည်ပပါမကျန်အာနာရှင်ကိုတော်လန်နေကြတဲ့တော်လန်ပြည်သူများပြည်သူပေါင်းတို့နှလုံးစိတ်ပိုင်းအေးချမ်းပါစေခလုံးမတိစုမကြီးကြပါစေနဲ့လို့ဥစွာပထမဆုမကောင်တောင်းပါလေ အဲကျွန်တော်တို့ဒီအပိုင်းမှာရန်လူလူပြောများနေတာမဟုတ်ပဲねလူမုံများနေကြတယ်ဝါရဖြန့်ချီကားကိုအဲကျွန်တော်အဲမနက်ကလည်းတင်ထားတယ်ပေါ့နော်မနက်ကလည်းပြောကြတယ်ပေါ့အဲ့ဒါကတော့အဲ့ရဲ့နောက်ဆက်နောက်ဆက်တွဲပေါ့နော်နောက်ဆက်တွဲဆိုတာပြည်သူနဲ့ထိတ်တိုက်ရင်ဆိုင်ကြတဲ့အခါမှာအတိုင်းပြည်ကိုတစ္ဆာဖောက်ပြီးတော့ကျွန်တော်တို့အဲဒီတော်လိုင်းကြီးကိုအနောက်ရှက် ပြုတ်ပြီးတော့အာနာရှင်နဲ့ရက်တီတဲ့လူတွေမှန်သမျှထိတ်ထိတ်ရင်ဆိုင်တာနဲ့ကွဲဝါးတဲ့အကြောင်းလေးကိုဥစားပြတာမှာပြောကျင်လာပါကိုနဲ့အမတူလို့ဟိုရန်သူလို့ပါတို့ဒီသဘောမဟုတ်ပါဘူးဒါကျွန်တော်တို့နဲ့ဘတ်မတူဘူးဆိုတာတဲ့ပြည်သူနဲ့အမတူတာပါပြည်သူနဲ့ထိတ်တိုက်လာတိုးတာပါအဲ့တော့ဒီဗီဒီယိုဖိုင်လေးကိုဥစားပြတာမှာကြည့်ကြည့်ပါခင်ဗျာမူရင်းဗီဒီယိုတင်ထားတဲ့အဲမူရင်းပိုင်ရှင်ကို credit လေးလေးစားစားပေးပါတယ် Facebook မှာရှိနေတဲ့ဘီဘာဂျီကိုပေါ်တော်ပါပြတယ် TikTok ထဲမှာရှိနေတဲ့ဘီဘာဂျီကိုပေါ်တော်ပါပြခင်ဗျာယနေ့အထူးခြားဆုံးသောသတင်းကတော့ထိုက်တဲ့ကံမှာလက်ရှိပြသနေတဲ့ရောသံရုပ်ရှင်ဇာတ်ကားဟာကြည့်ရှုမဲ့သူတယောက်မှမရှိပါဘူးလို့သတင်းကောင်းပါပြစေခင်ဗျာပြန်ပြောမယ်နော်ဒါလာသေးတယ်ပြန်ပြောအောင်ပါတော့ပြန်ပြောအောင်ပါအားမရသေးဘူးတော့ဒါအလုံးကြည့်ပြတာဖြစ်တယ်ဒီ 呃，一百嘛，怎么话滴？我那边是干特别的车嘛，比如的阿罗哇，比如好多人做嘞有钱户嘛，不好多人做比较老年的家务，比如说吃饭嘞，变表妹做就拿来变拿汤酒。哦，现在太嘛表达你的，表达，那么就有钱才干的，太阳下面嘛嘞，继续买路都要嘛，没细胞不了，表达，哎那个，那都要嘛。 မရှိပါဘူးလို့ကျွန်တော်ပြောတာမဟုတ်ဘူးเนาะကျွန်တော်ပြောတာမဟုတ်ဘူးเนาะဒါဘူရေးပြောထားတဲ့လူရဲ့ရုပ်သက်ဖိုင်တရားမှမရှိပါဘူးလို့ဘာသာပြောလဲနားထောင်ပါတရုပ်ဆောင်ကြတော့ရုပ်ရှင်မင်းသားမင်းသမီးများဒါရိုက်တာများဇန်ညွန်ယူဆဲသူများအားလုံးကိုအသိပေးလိုက်ပါတယ်ခင်ဗျာကဲပြည်သူတို့တွေเนาะပြည်သူညီဘာမဆိုဖြစ်တယ်ဆိုတာလက်တွေ့ပါပဲခင်ဗျာကဲကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်တို့ ရုံထဲမှာလူတယောက်မှမရှိတာပေါ့နော်ဆိုတော့ဒိုင်းနိုင်ငံမှာရှိတဲ့အဲတော်လန်ပြည်သူတွေကိုအဲလေးလေးစားစားဂုံပြူကျေးဇူးတင်စကားပြောပါတယ်အဲ့တော့ကျွန်တော်တို့အဲရှေ့ပိုင်းမှာလည်းဒီဝါရဖြန့်ချီကစတင်ပြီးတော့ရပ်ပိုင်းပဲရှိသေးတယ်သူတို့ကြော်ညာအပ်ထားတဲ့အဲဒီကားတဲ့အဲဒီဝါရဖြန့်ချီကားမှာပါတဲ့အမှုပညာရှင်တွေကိုပြည်သူတွေကအော်စပြီးတော့ဘိုက်ကော့လုပ်လိုက်ပြီဆိုတာနဲ့ ကြောင်ကြံအထားတာတွေအဲနောက်လူနဲ့ချင်းနေလို့ပြောင်းနေလို့ဒါမျိုးတွေဖြစ်တဲ့အပြင်အဲဒီဘောတန်ရုပ်ရှင်မှာနေဝင်းပါနေတဲ့အတွက်ဘယ်သူမှဒိုင်းနိုင်ငံမှာရှိတဲ့ပြည်သူတွေကမကြည့်ကြတော့ဘူးပေါ့နော်ဆိုတော့ဒါပြည်သူနဲ့ထိတ်ထိတ်ရင်ဆိုင်တဲ့အကျိုးရရလက်ပါပဲအာနာရှင်ကိုဘောမတဲ့အကျိုးရလက်ပါပဲနောက်တစ်ခုကတော့အဲကျွန်တော်တို့ အဲဒီအပိုင်းမှာဆိုလဲခွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဟာတွေကအဒီကောင်တွေဇက်တိုက်လှုပ်လာတယ်မဲဆက်စည်းရုံနာတွေရောအဒီနောက်ဆုံးပြအဲဒီဝရပြန့်ကြီးကားကိုဝေဖန်တဲ့ကိုမိုက်တို့ကျဝင်းထွတ်တို့အုံတိုင်းတို့အစရှိတဲ့လူတွေကဒီဝရပြန့်ကြီးကားကိုသူတို့ဘက်ကဆိုလို့ရှိရင်ဘလောက်ပြင်းပြင်းထန်ထန်လှုပ်တယ်ဒီဝရပြန့်ကြီးကားကိုအများကြီးမဟုတ်ဘူးနည်းနည်းလေးဝေဖန်လိုက်တဲ့လူတွေတော့မတရားဖက်စီချုပ်နှောင်တာ ထုံထောင်ထားတယ်ပေါ့နော်လောလောဆယ်အထိသိရတာဆိုတော့ဒါကိုမိုက်ဆိုကျွန်တော်တို့ဒါအတိကျတော့မဟုတ်သေးဘူးပေါ့နော်ကိုမိုက်ဆိုလို့ရှိရင်ဒီရုပ်သံပိုင်းအောက်မှာဟာဟာလေးပဲပြီးတယ်လို့ကြားတယ်။အုံတိုင်းကတော့ကျွန်တော်ကတွက်လက်တို့ခင်လိုက်လို့တဲ့ပတ်သက်နေလို့ဟိုဟိုဘဲတွေကမျက်စိနောက်လို့ဆွဲစီတယ်ဆိုပြီးတော့တတင်းထွက်တယ်ဒါပေမဲ့ဒါလည်းကောလာဟာလာပဲဖြစ်သေးတယ်အဲကျွန်တော်အချိန်တိုင်းတာတခုကြာလို့ရှင်သိရမှာပေါ့ကျော်ဝင်းထွက်ကြည့်ရတော့ဘာကြောက်လဲဆိုတော့အတိတိကျကျကျွန်တော်တော့မသိရသေးဘူးအဲ့တော့ ဒီလိုကောင်တွေကဒီခွေးကောက်ပဲပြီးွားလို့ရှိလို့ရှိရင်ပြည်သူဆိုရဆိုတာပေါ်လာမယ်အဲဒီစစ်ရုံးကောင်စီကသူတို့ဒီအုပ်ချုပ်ရေးရန်ရဟိုထိန်းချုပ်တော့ပဲ ਨੇ တက်လာတဲ့အဲမဲနိုင်တဲ့ပါတီရလူတွေကိုအာဏာလွှဲပေးမယ်ဆိုတာယုံပြီးတော့ဆက်ပြီးတော့ထပ်ပြီးတော့အဲဒါကိုဝိုင်းဝန်းပန့်ပိုးကြမယ်ဆိုလို့ရှိရလေဒီကောင်ဒီဘက်ကကောင်ဒီကိုသူတို့သဘောပေါ့နော်အခုဒီဗီဒီယိုလေးကိုဝေဖန်တဲ့ ဟာတော်မှဖန်စီချုံတော်နေဆိုတော့တော်တော်ရုပ်ပေါက်တယ်လို့ပြောပြရစီအဲ့တော့နောက်နောက်တစ်ယောက်ကတော့ညံကြီးရှင်ပြဒီကောင်ပြောတာကစောက်ရဲစားတယ်ဒီဒီຢာလေးကိုလည်းချက်နားထောင်ပြပါခင်ဗျာနိုင်ငံဝန်ထမ်းတွေလက်စားတယ်တဲ့ဝန်ထမ်းတွေလက်စားတယ်လက်စားမှာဗောတဲ့လာတာမှလောက်တော့မပြီးတာတဲ့လာတာနှုံတာမနေပါဘူးလို့နိုင်ဒီနိုင်ငံဝန်ထမ်းတွေလက်စားတယ်အဲ ဒါကြောင့်လေပေးလိုက်လားစာနေလို့โอเคဒါကိုဒီကောင်ရှင်းပြပါเนาะကျွန်တော်မြန်မာစကားကိုမြန်မာလိုတော့မရှင်းပြတော့ဘူးနတ်တက်နားထောင်ကြည့်အရင်ကြည့်ရလားစာလို့တာအခုကျွန်တော်တခြားနိုင်ငံတွေပေါ့ပြည်ပနိုင်ငံမှာရှိတဲ့ကြပါတော့ပဲဖြစ်ဖြစ်မြန်မာနိုင်ငံရဲ့တဲ့ဝင်တန်းတွေကိုလိုက်ကြည့်လိုက်ထောင်ကနန်းပေါင်ကနန်းပဲရတာပါအားလို့ဒေါ်လာဆိုတဲ့ထောင်ကနန်းဘတ်တူဘာလို့ယွမ်လို့ဆိုပေါင်ကနန်းပဲရကျွန်တော်တို့နိုင်ငံမှာအခြေခံတော့ပဲ3800လောက်ရနေပါတယ်သိန်းကျော်ရတယ်ဘယ်လိုလုပ်ကြမလဲကျွန်တော်တို့တခြားနိုင်ငံကလူတွေက တခြားနိုင်ငံကနိုင်ငံဝန်ထမ်းတွေကဒေါ်လာဆိုလဲထောင်ကနန်းလောက်ပဲရတာပါဘတ်ဆိုလို့ရှိရင်လဲတောင်းကနန်းလောက်ပဲရတာပါမြန်မာနိုင်ငံကနိုင်ငံဝန်ထမ်းတွေကပတ်စံကိုဒိန်းနဲ့ချီပြီးရတာပါဆိုတော့ဒီကောင်မဲဆယ်စီးရုံနေတာရဲ့တော်တော်တော်ဆောက်တလို့ဖြစ်နေတယ်သူများနိုင်ငံကဒေါ်လာတထောင်နဲ့မြန်မာငွေတသိန်းချစ်တောင်းနဲ့လဲပတ်ကြည့်အောင်လေဘတ်တတော်ဆိုရင်ဘတ်တတော်ဆိုလို့ရှိရင်ကျွန်တော်တို့အဲမြန်မာငွေ၁၀သိန်းကျော်နေပြီလေနော် စက်သိန်းကျော်နေပြီပေါ့နော်ဒေါ်လာတထောင်ဆိုလို့ရှိရင်စဉ်းစားကြည့်ပါဒေါ်လာတထောင်ဆိုလို့ရှိရင်မြန်မာငွေသိန်း30ကျော်40နီနီလောက်ပြည့်နေပြီလေဒါပေမဲ့ဒီကောင်ပြောနေတာဟိုဘက်သူများနိုင်ငံကလူတွေကိုပေးထားတာ1000ခန်းနဲ့1000ခန်းပဲကျွန်တော်တို့ကသိန်းကျော်ကြီးပေးထားတာဆိုဘာကြီးလဲဒီကောင်ဒီလိုကောင်တွေကမဲဆွယ်နေပြီခုဒါနောက်ဘာညာနော်ဆိုးရဖြစ်မဲ့ကောင်တွေနော်အာကြည့်ကြလို့ကြမျိုးစက်တက်တဲ့ကောင်တွေတို့ဘောမတို့ ဒလန်တို့အုပ်ကြီးတွေဒါမင်းတို့ရဲ့ဟလာခေါင်းဆောင်တွေပြစ်လာမဲ့ခေါင်းတွေဘယ်ပါတီရလဲတော့မသိဘူးကျွန်တော်လဲတူပီဘူးမဖြစ်နိုင်ပါဘူးလို့ဖတ်တူပီလို့မဖြစ်နိုင်ပါဘူးတော့ဖတ်တူမပီးရင်ရောဝန်ထမ်းတွေကမလောက်တော့ဘူးတများနိုင်ငံတွေမှာထောင်ကနေတောင်ကနေပဲရတဲ့နိုင်ငံဝန်ထမ်းတွေအစီပြေတယ်လောင်းကပဲသူတို့နိုင်ငံမှာမလို့ဒါပါဖြစ်နေတာနိုင်ငံရေးအဖြေရှာကြည့်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ကဲအဲ့တော့ ောက်တလွဲကောင်တွေပေါ့ဗျာထားလိုက်ပါတော့ဆက်ပြီးတော့ကျွန်တော်တို့ဒါကတော့အဲဒီကောင်တွေဟိုတိတ်ရောထားတယ်ထိုးထားတယ်အဲ TikTok တို့ဘာလို့ကဖြစ်မှာပေါ့နော်ဟာသားတခုဆက်ကြည့်ရအောင်ဟာငါ့ကောင်ကြီးနဲ့အင်ကြီးရတော့လမ်းနေပြီနော်အရာဘယ်တရားခင်ဗျာလာပြီပါလားဟာဘယ်ဘယ်ဘယ်ဟိုလာဒီရွာလေးလာပြီပါလားဟိုရွာလေးလာမဲစီယုံစီယုံတာလို့ပြောတာဗျဟောစီယုံတာစီယုံတာဘလို့ဘလို့စီယုံတာမဲဓာတ်ပုံရအောင်လေးနဲ့ အိမ်ကြီးလည်းအလကားရသေးတယ်။ဟာအဲ့နဲ့မင်းလည်းအိမ်ကြီး။ဟာအိမ်လည်းရပတ်သက်လည်းရယူဆရပါဘာ။ပတ်သက်ကတော့ဘာဘနေ့ကမဲသူက6 6ရောက်လို့ဘယ်လိုဘယ်လိုမျိုးပြောပြီးရိုက်ပါ။အော်မဲဖုံးမဲဖုံးဆောင်လို့ပြောအိမ်။အော်အေးပါ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 မဲမင်းလည်းအိမ်ကြီးရလကားရရင်ပတ်သက်ရရင်လည်းယူရပဲနော်။အဲယူပါတော့ဗျာမအိမ်နဲ့ပတ်သက်လကားရရင်ဟမ်အေးပါမင်းဒါနဲ့မင်းကဲအဲ့တော့ဒါဒါကတော့တက်တက် ဒီကောင်းဒီတေရထားတဲ့ဟာတာပါအဲဒီနေ့အဲလေးလေးနက်နက်ပြောချင်တာကပြည်သူတွေအသွေးမအေးပဲနဲ့ပါဝင်ပေးနေတယ်ကျေးဇူးအများကြီးတင်နေရှိမှဒါနေဝင်ရတော့တာတကားတစ်ခုဖြစ်သွားပြီပေါ့နော်ဆက်လက်ပြီးလေအဲဒီကောင်းဒီလူပေါင်းလူတော်ဝင်ကြရနေပြီးတော့တဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားမယ်ကောင်းဒီဖြစ်တယ် ဲနောက်ဆုံးအခုကျွန်တော်ပြမယ့်ရုပ်သံဖိုင်လေးကတော့ဒါကျွန်တော်တို့အာကျွန်တော် greenie မှာတစ်နှစ်လောက်နေတဲ့အချိန်မှာတကယ်ညီကိုရင်းချလို့နေကြတယ်အဲကမ်ပိန်းတွေရောတခြားပူပေါင်းလှုပ်ဆောင်လို့ရတဲ့ကျွန်တော်ပါဝင်ခွင့်ပါဝင်လို့ရတဲ့အရာတွေကိုဒူဒူလေးလုပ်ခဲ့ကြတယ်နောက်ခီးကြီးတွေပါတယ်ကျွန်တော်တို့အာသွားကြတယ်စစ်ချောင်စခန်းတွေတို့ရဲဘော်တွေစခန်းတွေတို့သွားကြတယ် အဲဒီအကိုကကိုတင့်ဆိုတာကျွန်တော်တို့တော်လိုင်းနာမည်ကတော့ကိုတင့်ပေါ့နော်ကိုတင့်ကိုတင့်ကလောလောဆယ်မှာအညာဒေတာမှာအဲတော်လိုင်းနဲ့ပတ်သက်တဲ့သူလှုပ်ဆောင်နိုင်တာတွေသွားလုပ်နေတဲ့အခါမှာလွန်ခဲ့တဲ့ရက်ပိုင်းကသူ Facebook လူမှုကွန်ရက်စာမျက်နှာမှာတင်လာတာလေးနဲ့ဒီရုပ်သံဖိုင်လေးနဲ့နှုတ်ဆက်ပါတယ်ကြည့်ရှုပေးပါခင်ဗျာဒါလေးကမင်းရှုခံထားရဲ့ဒီကအာဒီဘိုးကိုသူဒီလိုပုံစံမျိုး ခြံစည်းကိုပြန်ဆိုက်တာဖြစ်ပါတယ်ဆိုအညာရဲ့ resilience ဆိုတာညာရဲ့ကြံ့ကြက်ခံတယ်ဆိုတာအဲ့ဒါပဲဒါပေမဲ့ခင်ဗျားတို့အညာကဒူဒူနဲ့အညာကရဲပိုးတွေတော့ခြင်းမထိုက်ကြနဲ့နော်ခြင်းမထိုက်ကြနဲ့အဲ့တော့ဂျေးစီမိုက်တင်ပါတယ်ဒီရုပ်တံပိုင်းထဲမှာပါတဲ့အဲခြံစည်းဦးတိုင်လေးကြီးစိုက်ထားတာက စခွေးတွေရွာထဲကိုဝင်လို့ရှိလို့ရှိရင်တွေ့သမျှအိမ်ကိုတက်ခိုးတယ်တံမူးကြီးပစ္စည်းတွေယူတယ်ယူလို့ဝါလို့ရှိရင်အိမ်တွေကိုမီးရှို့ခဲ့တဲ့ခြံစည်းရိုးတိုင်တွေကိုညာသူညာသားတွေကအဲအိမ်အိမ်ရဲ့မီးရှို့ခံထားတဲ့အိမ်ရဲ့ကြံတဲ့တိုင်လေးတွေကိုခြံစည်းရိုးဖြင့်စိုက်ထားတာဖြစ်တယ်ညာသူညာသားတွေကဒီတော်လိုင်းကာလမှာဒီလောက်နေ့စဉ်အကြမ်းဖက်မှုတွေလေဘုံကျက်မှုတွေလက်နက်ကြီးတွေဒရုန်းတွေနဲ့ စ်ခတ်နေတာလေစာတင်ကြောင်းနေလေနဲ့ကျဲအဲလက်နဲ့မရှိတဲ့ပြည်သူအနိုင်ယူနေတဲ့အချိန်မှာတော့မှကြမ်းဖက်နေတာကြမ်းဖက်နေတဲ့အချိန်မှာတော့မှပြည်သူတွေကကြံ့ကြံ့ခံထားတယ်ဆိုတော့အရာကိုပြသတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လွမြောက်နေမြီမှာနေရတယ်ကျွန်တော်တို့ပါဝင်ပေါ့နော်ညီကောင်မောင်မတွေအဲဒီရင်းပြပါမှာရှိကြတယ်ညီကောင်မောင်မတွေ တော်လိုင်းကြီးကိုဒီထက်ပို့ပြီးတော့အားဆိုင်ပေးပါကျွန်တော်တို့ရဲ့ကျွန်တော်ရုပ်တံဘိုင်တိုင်းမှာပြောပါတယ်ကျွန်တော်တို့တော်လိုင်းကြီးကဘယ်ချိန်တိတိရောက်နေမပြီးသေးဘူးလားမနိုင်သေးဘူးလားဆိုရင်အဲကျွန်တော်တို့အများကြီးကြကြပြပြတွေးစရာမလိုပါဘူးကိုညံပြီးတော့တွေးရရင်တော့မှနေ့စဉ်နေ့တိုင်းစိုက်ပုံကထုတ်တဲ့လက်နက်တွေကြည်တွေနိုင်ငံတော်နိုင်ငံတော်ရဲ့တရားစာတာတွေပြင်ခုထိုင်ပြီးတော့စစ်တိုက်နေတဲ့ကောင်တွေကလေရင်ကို ဥတို့ဟိုတက်လိုက်ဆင်းလိုက်တက်လိုက်ဆင်းလိုက်တနေ့ကိုအခောက်ပေါင်းများစွာဆင်းလိုက်တက်လိုက်လှုပ်ပြီးတော့တောက်လျှောက်လေးနဲ့ကြဲအကျန်းဖတ်နေတာတော့မှအဲကျွန်တော်တို့စုံမှုနယ်မြေတွေအများကြီးရထားတယ်။နေ့စဉ်နေ့တိုင်းလည်းအောင်ပွဲတွေအများကြီးရရှိနေတယ်။အဲလက်နက်တွေတင်လိုက်တင်လိုက်အပုံလိုက်တွေပဲရရှိနေသေးတယ်။လွတ်မြောက်နေတဲ့ဒိုင်းသားနယ်မြေတွေအဲပုံပုံတိုးလာတယ်များလာတယ်။ဒါတခြားမှာတော့သူ့ဘောက်သူ NCA ထိုးတာအဲတတိမမှန်ကြတဲ့လူတွေကတော့ရှိမှာပဲ။ဒါတော့သူကိစ္စပေါ့နော်။အဲကျွန်တော်တို့ အညီကုံမောင်နှမတွေစုမှုနယ်ပြည်တွေအများကြီးရရှိကြတာရှိရဲအညာသူညာသားတွေကြံ့ကြံ့ခံနေတယ်လို့ပြည်တွင်းပြည်ပအနေနဲ့ထောက်ပို့နေကြတဲ့လူတွေကမ်ပိန်းတွေပါဝင်နေကြတဲ့လူတွေအများကြီးရှိတဲ့အတွက်အဲကျွန်တော်တို့အအကြတော့ချိန်ခင်တာမှာအောင်မြင်မှုပန်းနိုင်ကိုရောက်ရှိမယ်လို့ယုံကြည်ပါတယ်ခင်ဗျာကျွန်တော်အခုအလန်ခီမှာဖြစ်တဲ့အတွက်အဆင်ပြေတယ်လို့ရိုက်ကူးထုတ်လွှင့်ရခြင်းကိုနားလည်ပြီးဖို့အတွက်လေးလေးစားစားအတောင်းပန်ပါတယ်နောက်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာအားလုံးကိုညပါ